န်ကဖလိုင်းဝေးတန်းမှာတော်လေးချမ်းနဲ့ဖိုက်တာပါဆိုတဲ့ Brandon Wright ပဲပရိသတ်များလုံးဝမိင်္ဂလာများမန်ချက်စတာဖော်စင်ဝါရင်ပြန်လည်ကြိုလိုက်ပါရင် USC Flyweight တန်းရဲ့ ranking 1နေရာမှာရပ်တည်နေတဲ့ Brandon Wright ပဲဟာမကြာခင်ပြိုင်ဘက်ဖြစ်ရင်ဆိုင်ရမယ် Joshua နဲ့ပတ်သက်ပြီးဝန်ခံမှုတစ်ခုပြုလုပ်လိုက်ပါရင်ချင်းလေးဗန်နဲ့ Brandon Wright ပဲတို့ဟာလာမယ့်ဂျွန်လ28ရက်နေ့ International Fight Week မှာကျင်းပပြုလုပ်သွားမယ် USC 31 Summit မှာရင်ဆိုင်လို့ရှင်ပြိုင်သွားရမှာဖြစ်ပါရင်ဒီဘက်မှာ ။ကောင်းပွဲအပြင်ဒိုရီယာနဲ့အိုလီဗီယာတို့ကထိုးတက်ရမှာဖြစ်ပြီးတော့ဒုကောက်တွဲဆိုင်အပြင်ပန်ဒိုဂျာနဲ့ကိုင်ကာရာဖရန့်တို့ကထိုးတက်ရမှာဖြစ်ပါရင်ကနုန်းကောင်းတာဘရိုက်တန်ရိုင်ဘယ်ကိုမန်နယ်ကိန်းနဲ့ပွဲတင်ပေးခဲ့တာဖြစ်ပြီးမိန်ကဲရဲ့၅ပွဲမြောက်ပွဲစဉ်မှာထိုးတက်ရမှာဖြစ်ပါရင်ဒါပေမဲ့မန်နယ်ကိန်းကနှုတ်ထွက်သွားခဲ့တာကြောင့် USA ဘက်ကနေဘန်ကိုအစားဝင်ထိုးမလာမိတာနဲ့ဘန်ကလည်းချက်ချင်းလက်ခံလိုက်တာကြောင့်ပွဲဖြစ်လာခဲ့တာပါ။တံမဲအသစ်ဖြစ်တဲ့ဘန်နဲ့ပတ်သက်ပြီးရိုင်ဘယ်ကမန်နယ်ကိန်းကနှုတ်ထွက်သွားခဲ့တဲ့ကြောင့်ပါရင်သူတန်ရအချင်းနေဘလောက်ထိရှိလဲဆိုတာကျွန်တော်လည်းသိချာမသိပါဘူး။ ကျွန်တော်သိတာက van က USA flyweight တန်းမှာတတော်လေးကျန်းတဲ့ light up fighter ဆိုတာပါပဲကျွန်တော်တက်ကတော့ဘယ်သူနဲ့ပဲထိုးရထိုးရဘာမှမပြောင်းလဲသွားပါဘူးဒီဘက်တွေအကုန်လုံးကကျွန်တော်ကို fight ပြီးနာမည်ကြီးကျင်နေတာလေကျွန်တော်ကတော့ပွဲကောင်းဖြစ်လာမယ်လို့ယုံကြည်ပါတယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ် ဘန်ဟာပြီးခဲ့တဲ့ရက်ပိုင်းကမှာဘရာဇီးဖိုက်တာဘရူနိုဆီဗာနဲ့ထိုးတက်ထားခဲ့တာဖြစ်ပါတယ်ဒီပွဲဟာဘန်အတွက်လည်းကူတဲ့ပွဲဖြစ်လာမှာမဟုတ်ပါဘူးဘန်အနေနဲ့အစင်းထစ်ကဖိုက်တာကိုရင်ဆိုင်ဖို့ပြင်ဆင်ချိန်နှစ်ပတ်ဝန်းကျင်နဲ့ရတာကဘန်အတွက်အကြီးမားဆုံးခက်ခဲတစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်ကချင်းလည်းအရှုံးမရှိတဲ့ပွဲဖြစ်ပါတယ် rival လုံးအစင်းထစ်ကဖိုက်တာကိုနိုင်ရမယ်ဆိုရင်ဘန်ရဲ့နောက်လာမယ့်ပွဲက flyweight တန်းစင်ခေါ်ပွဲဖြစ်လာမှာပါ rival နဲ့ထိုးတက်ရမှာဖြစ်တဲ့အတွက်ပရိသတ်တွေပို့ပြီးတော့သတိထားမိလာပြီးတော့ပိုအာယုံစိုက်တာခံရမှာပါဒါအသက်23နှစ်ပဲရှိသေးတဲ့ဘန်အတွက်နောက်ပွဲတွေအတွက်ပို့ပြီးတော့အားကောင်းစနာစီမှာလည်းဖြစ်ပါတယ် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်